ယမုဒ္ဒရာပေါ်ယုံကြည်ချက်ခိုင်မာသူပုဂ္ဂိုလ်10ဦးဆိုဒီမှာ1တတ္တခတုပရမသောတပန်ပုဂ္ဂိုလ်2ကောလံကောလသောတပန်ပုဂ္ဂိုလ်3ဧကပိစီသောတပန်ပုဂ္ဂိုလ4တက္ကရာခံပုဂ္ဂိုလ5ဒီဘွားမှာယဟန္တာဖြစ်သွားတဲ့ယဟန္တာပုဂ္ဂိုလ်6 အန္တရာပြိနိဗ္ဗာန်ကြီးဆိုတဲ့အနာဂတ်ပုဂ္ဂိုလ်ခွန်ဥပဟိစ္စပြိနိဗ္ဗာန်ကြီးဆိုတဲ့အနာဂတ်ပုဂ္ဂိုလ်၈အတ္တင်္ခါရပြိနိဗ္ဗာန်ကြီးဆိုတဲ့အနာဂတ်ပုဂ္ဂိုလ်၉တတ္တင်္ခါရပြိနိဗ္ဗာန်ကြီးဆိုတဲ့အနာဂတ်ပုဂ္ဂိုလ်၁၀ဩဒံသောတာအကနိဌာခာမိလို့ခေါ်တဲ့အနာဂတ်ပုဂ္ဂိုလ်အလုံးဒီဆဲဥသည်ယဘုရအပေါ်မှာ ယုံကြည်ချက်ခိုင်မာသွားတဲ့ပုဂ္ဂိုလ်10မျိုးပဲဖြစ်ပါလေဒီ10မျိုးကိုနေတ္တကထသုတ်တန်နဲ့အဝိစ္စပဒနာသုတ်တန်တို့မှာမှတ်တမ်းတင်ထားတာဖြစ်လို့ထိုသုတ်တန်မှာလာရှိတဲ့အတိုင်းမှတ်သားနိုင်ယူချပြီးပုထုဇဉ်ဘဝတွေဟာမြတ်စွာဘုရားဘောမှာခိုင်မာမှုယုံကြည်မှုခိုင်မာမှုဟာမရှိသေးဘူးဒီဘဝခိုင်မာတယ်လို့ပြောတော့လေဘဝအဆုံးသတ်သွားလို့နောက်ဘဝနောက်ဘဝတွေရောက်တဲ့အခါမှာ ဘုရားဘာသာဖြစ်ချင်မှဖြစ်မယ်မြတ်စွာဘုရားကိုကိုးကွယ်ချင်မှကိုးကွယ်မယ်မတိကြမရေရတဲ့အနေထားမျိုးရောက်နိုင်တယ်ဒါကြောင့်မို့ဒီဘဝမှာအ ਨੇ ဆုံးသောတပန်ဖြစ်လိုက်ပြီဆိုရင်တော့ခိုင်မာသူစရင်ကိုဝင်သွားမှာပဲဖြစ်တယ်သို့မဟုတ်သေးလို့ရှိရင်ခိုင်မာသူစရင်ဆိုတာမရနိုင်သေးဘူးဆိုတာကိုမှတ်သားနိုင်ပြီရဘုရားရဲ့အဆုံးအမတရားတော်တွေကိုတလေးတစားမှတ်သားနိုင်ယူတာအသိဉာဏ်ပွင့်လင်းအောင် 兄弟里面说，没大路，谁人都得亲片，要不然的，阿拉娘来哪进路来呀？八千公里。